ဖခင်ကမိသားစုကိုဖြစ်ပြီးဘာတစ်ခုမှတာဝန်မယူခဲ့တဲ့နောက်ပိုင်းမိမသားကြီးပဲဘဝကိုခက်ခက်ခဲခဲဖြတ်တန်းခဲ့ရကအခုတော့မေကွယ်လွန်သွားလို့မာယာတယောက်စိတ်လေနေပါတယ်မာယာနဲ့သူ့အမကအသက်သိပ်กว่าတယ်မာယာဆောရနှစ်ခက်နဲ့မွေးလာတဲ့သူမျိုးအလစ်တောက်တဲ့နေရာမှာနှစ်ယောက်မရှိအောင်ကျွမ်းကျင်သူပြီးပြီးဘာသာရပလင်းတလုံးကိုအလစ်တောက်ကြီးတယောက်ထဲကင့်နေလိုက်တယ်ရေချင်ကြိုက်တော့ကလပ်တစ်ခုကိုတွားပြီးဘက်ဝင်နဲ့အပီကဲနေလိုက်တယ်နောက်ရဇာပနာခန်းနာမှာသူ့အမကပဲတုတ်ဆက်စကားပြောဖို့တာဝန်ယူလိုက်ရပါတယ်ဒီချိန်မှာနှစ်ပေါင်းမြောက်စွာ သူတို့ကိုဖြစ်ထားခဲ့တဲ့ဖခင်ဆန်ကသူ့ဇနီးဟောရဲ့နာရီကိုလန်တန်ကနေရုပ်ပြက်လာတက်တာကူတော့မာယာတို့ညီမနဲ့အောင်အထူးစားလို့ဖြစ်နေတယ်ဖခင်ဆန်ကသူ့သမီးတွေကိုအချိန်ကြာကြီးပစ်ထားခဲ့မိတယ်အခုတော့သူတက်နိုင်မယ့်ပြန်ကြည့်မယ်တဲ့ဆမ်ကအင်ချမ်ပြေလုပ်ငန်းနဲ့ကြီးဝနေတာကဘာနဲ့မှာသူ့ဖောက်သက်တွေရှိတယ်မာယာမိခင်နေမကောင်းချိန်ကိုလာလုံးလုံးလူမာဆောင်အနေနဲ့နေပေးခဲ့ရတယ်အခုတော့နာရီပြည့်ပြီမို့သူ့လုံရှိရပြန်မယ်လို့တော့သူ့ဖေကပြေးလွှာရောက်ချလာပြီးသူ့သမီးငယ်ကိုဂွင်ကြီးကြီးပေးမယ်လို့ la Piore. မာယာကအင်ချန်ပြေကြောင်းနားမလည်ဘူးဆိုတော့ဆန်ကသူသူမင်းရဲ့ရေချင်းကိုသူသိတယ်သူဖောက်တဲ့မြားစုကအီဂျစ်နဲ့အိန္ဒိယကလှုပ်တက်ချေထွက်သမီးလေးကသူဖောက်တဲ့တွေကိုစီယုံပေးုံပဲသူ့လုပ်ငန်းမှာစိတ်ချရတဲ့လူငယ်တွေလူတွေတဲ့နော်လို့စဲကိုင်ရူကဖောက်တဲ့လေးနဲ့စရမယ်ငငယ်ကသမီးနဲ့ဖေအတွဲညီခဲ့ဘူးသူလူခုလဲသူ့ကိုပြန်ဖြစ်ခွင့်ပေးပါအခြားဘာကန့်သက်ချက်မှမရှိဘူးတဲ့ဒီစီစဉ်ကိုမာယာမကတော့မကြိုက်အခုမှမိုးပေါ်ကကြလာသူလို့လုပ်ပြီးညီမညက်ကိုခွဲနေရအောင်လုပ်တာကိုသဘောမကျဆန် ံကနိုင်ရေးစိနဲ့ဆေးဘူးတွေကိုအပြည့်ပေးချိထားတာကတော့လက်တွေ့ စီရင်စကြည့်လိုက်တော့လည်းဟုတ်နေတယ်တခုပဲတောင်ကိုရီးယားဘဏ်ကနေလွှဲတာစမ်းတယ်လို့သူ့မကပြောတော့မာယာကဖိတ်လုပ်ငန်းတွေကကဘာနှက်မှလေးလို့ကာကွယ်ပြီးပြောမိတယ်မိခင်ကျမ်းမာရေးကြောင့်ကုလလုံးလုံးပြိမိနေတဲ့မာယာကခီးထွက်ချင်နေပါပြီဒီလိုနဲ့မကသဘောမတူပေမဲ့မာယာသူ့ဖိနောက်ကိုလိုက်သွားပါတော့တယ်လေရင်ဘောတက်ခန်းဒီမှာမာယာကသူ့စရိုက်တိုင်းလေးစိတ်ထဲကစမ်းဒီဆိုင်ကလေဒီကမျက်မှန်တက်လက်အလစ်တုပ်လိုက်ပါသေးတယ်စမ်ကဂရီတိုင်းတစ်နှစ်ကိုဒေါ်လာ1000နဲ့တွက်ပြီးတပတ်စာဝန်ငွေကိုလေရင်ဘောမှာတင်ရင်ရှင်းပေးတယ် တယ်။သူ့သမီးငယ်ကသူနဲ့စိတ်တူစရိုက်တူးလို့လဲအလွမ်းကလဲနေသေးတယ်။ဒါပေမဲ့လေရင်ပေါ်မှာသူ့ဖေရဲ့နောက်ဆုံးမိကရောဘတ်ဆန်ဖြစ်နေတာကိုမာယာသတိထားမိသွားတယ်။ဆမ်ကမဲကြီးတော့စကားလိလွယ်ပြီးလိန်ပြောတယ်။လေရင်ပေါ်မှာဆမ်ပေါ်သွားတော့ခီးဆောင်ရီထဲက passport ကိုခပ်တပ်ထုတ်ကြည့်လိုက်တော့သူ့ဖေရဲ့နာမည်ကတကယ်ပဲပြောင်းထတာဆိုတာတွေ့လိုက်ရတယ်။ဖခင်ရဲ့လေစင်တစ်ခုကိုအချိန်ပိုင်းတွင်မာယာတွေ့လိုက်ရတာပါပဲ။ကိုင်ရိုလင်စီရောက်တော့သူ့ဖေရဲ့ပတ်တနာခါလီအီဘရာဟင်ဆိုတဲ့လူကလာကြည့်တယ်။မာယာကိုလည်းဟိုတယ်ခန်းကြီးတစ်ခုကဖေးတယ် ဲ့ဆမ်ကတူအိမ်ပတ်သေးကနေမာယာလေးနှစ်သမီးတို့ကမိသားစုလေးယောက်သာရိုက်ထားတဲ့ပုံကိုကြပြီးထက်လွန်းထိုင်ပြန်တယ်မာယာကိုကာယိုတခွန်လှည့်ပြတော့မာယာကသူ့ဖရဲလုံချောင်းကိုအေးအောင်ပြီးမေးကြည့်တယ်ဘာကြောင့်ရောဘတ်ဆန်လို့နာမည်ပြောင်းလိုက်တာလဲဆိုတော့ဒါကသူ့ရဲ့နာမည်ဝတ်ပါတဲ့တခါကလေးဖောက်တယ်တွေကစစ်ဘေးတန်သိမ့်နေတဲ့နိုင်ငံတွေကကထေးတွေဖြစ်တတ်တယ်တခါကလေးသူတို့ကစစ်တိုင်နေကြတာဒီတော့ချက်စုနှခွက်ကမိတော့တဲ့မာယာကအိမ်ချမ်းပြေလုပ်ငန်းကနေဝစ်ချစ်ခွာချပေးနေတာမဟုတ်ဘူးလားလို့ထင်ပေးလိုက်တယ်ဆမ်ကရင်တို့က ကအဲ့ဒီလိုလုပ်ခဲ့ဘူးတဲ့လို့ဝန်ခံတယ်။ရလာတဲ့ငွေချေးမျိုးစုံတွေကိုတော့စီးရီးယားကကပ်လူမျိုးတွေကို ထောက်ပံ့တယ်။ရုရှားက LGBT တက်ကြွလှုပ်ရှားသူတွေကိုကြောထောက်နှက်ခံပေးတယ်။အရက်တွေကရံပုတ်ငွေတွေနဲ့ရှာပေးခဲ့တယ်။ဒါတွေကိုမလို့သူတွေကရှိတယ်။အာနာရှင်တွေနဲ့ဂျန်ဖက်သမားတွေအတွက်တော့ဘယ်တော့မှသူလုတ်မလုတ်ပေးခဲ့ဘဘူးတဲ့။အတိတ်ကထက်သန်းခဲ့တဲ့ဒီကိစ္စတွေကြောင့်သူနာမည်ဝတ်ထားတာလို့ဆမ်ကမအရောက်ကိုရှင်းပြပါတယ်။ညောက်တော့ကနလန်ကစားတော့ဆိုင်တဆိုင်မှာခိုင်းနေကြရင်ကတူရကီမာရုကအဖေဘာလုတ်ခဲ့တယ်လဲလို့ ို့မိတော့ဆမ်ကသူ့လုတ်ကအယူဆဆန်လုတ်တွေဖြစ်နေတယ်ဒီတော့သူ့ဖေဟာတကယ်ကိုငပွေးပဲဆိုတာမာယာထင်းထင်းရှားရှားသိသွားပါတယ်ဒါပေမဲ့လက်တော့တဲ့သမီးဘီဘီလူလေဖတ်ငယ်တယောက်ရထားတာကိုချိန်ပြီးသဘောကျနေမိတယ်ဆမ်ကတစ်ချိန်လုံးမာယာကိုလွှတ်နေတဲ့အကြောင်းတွေပြောနေလို့ပိုပြီးကြည်နူးမိသွားတယ်ဒီချိန်မှာဆမ်စီကိုရေတကြီးဖုန်းတလုံးဝင်လာလို့ထထွက်သွားကြည့်မှာမာယာကသူ့အကျင့်တိုင်းသူ့ဖေရဲ့အိမ်ဘက်ကိုဖြန့်ကြည့်ဖို့လွတ်ပါသေးတယ်ပတ်စဝခန္ဓာလို့သူ့လက်လျှော့လိုက်ချိန်မှာသူ့ဖေစီကလည်းဖုံးဝင်လာတယ်အတန်ကလည်းထိတိပြပြနေ နဲ့သမီးရဲ့အဖေရဲ့ဘက်ကိုယူပြီးအခုချက်ချင်းဆိုင်ထဲကနေထွက်ခဲ့။ဘာမှမသိပေမဲ့ခက်လန့်လန့်နဲ့ထွက်လာလိုက်တော့ဆန်ကိုအင်တာဘောကဝင်စီးထတာတွေ့လိုက်ရတယ်။ဆမ်ကမယောက်ကိုကန္နာလန့်ကနေအငြင်းဆုံးဝေးတဲ့နေရာကိုသွားကော်ဖီဆိုင်တဆိုင်ရဲ့နာမည်ကိုပြောပြပြီးအဲ့ဒီမှာလူချင်းပြန်ဆုံမယ်။အဲ့ဒီကြမှာရှင်းပြမယ်ဆိုပြီးရုတ်တရက်ဖုံးချသွားပါတယ်။မယားလည်းကော်ဖီဆိုင်ကိုမဟုမလင်းနဲ့လိုက်ရှာရတယ်။ဆိုင်တွေ့လို့ဝင်ထိုင်ပြီးသူ့ဖေစီကိုဖုံးခေါ်တော့ဖုံးကပိတ်ထားတယ်လေ။ဒီအချိန်မှာလေစိတ်တုံးကလာကြည့်ရတဲ့သူ့ဖေရဲ့ပါတနာခါလီယောက်လာပြီးသူ့ဖေကိုလူနှောက်ကပန် န်ကတစည်းတဲ့ဆွဲသွင်းပြီးပြန်ပေးဆွဲသွားတာ၊သူ တက်အံမြင်ခဲ့တယ်ဟိုတယ်ကိုပြန်လို့မဖြစ်တော့ဆမ်ကမယောက်ကိုကာဝယ်ဖို့သူ့ကိုမှားထားခဲ့တယ်အဲဒီနောက်တော့မယောက်ကိုခက်ကုတ်ကိုဟိုတယ်တစ်ခုခေါ်သွားတယ်ရဲကိုအတိပေးလို့မရဒါအမေရိကန်နိုင်ငံမဟုတ်ဘူးပြန်ပေးဆွဲတာရဲတွေလည်းပါခြင်းပါနိုင်တယ်အရက်နှွေဦးတုံးကအညို့တေးလို့ထင်တာပဲတဲ့ဒီချိန်မှာဖုန်းဆိုင်တလုံးဝင်လာပြီးပြန်ပေးသမားကသူ့ဖေနဲ့မယောက်ကိုစကားပြောခိုင်းတယ်ဆမ်ကသူ့တက်ကအရင်မဲတန်တပိချောင်ခံရတာပါလို့ကောင်းပန်တယ်အခုပြန်ပေးသမားတွေကအလို့တစ်ခုမှာသူတို့နဲ့ဆိုင်တာတစ်ခုပြန်လိုခြင်းနေတယ် အဲ့ဒါကိုသမီးတွားယူပေးရမယ်အိုင်ဘတ်ထဲကပြက်ကလေးမှာတွားရမယ့်နေရာကိုမှတ်ထားတယ် password ကသမီးရဲ့မွေးနေပါတယ်ဒီကိစ္စကိုခါလီတောင်မှမသိစေနဲ့အိုင်ဘတ်ကိုလည်းဖြက်စီးပြစ်ပစ္စည်းရလာရင်ဘာဆက်လုပ်ရမလဲဆိုတာသမီးသိလာလိမ့်မယ်တဲ့ ်မာယာဆိတ်ရှုပ်သွားပါတယ်ပြန်ပေးသမားကလည်းနှစ်ရက်ချိန်ပေးမယ်ရဲကိုအကြောင်းကြားရင်မင်းဖေကိုတတ်ပြစ်မယ်ငါတို့လူချင်းနာမင်းရရင်မင်းကိုလည်းတတ်ပြစ်မယ်လို့အကြက်ကင်ဖုံးချသွားပါတယ်ဖုံးချသွားလို့ခါလီကကြိုးတောင်းပြီးတော့အဖေကဘသူ့ကိုမှမပြောဖို့မှားထားတယ်ခီးထပ်ဖို့အတွက်အရင်ဟိုတယ်မှာထားတဲ့သူ့ကလပ်တော့နဲ့အိတ်ကိုတွားယူမယ်ဆိုတော့ခါလီကသူတွားယူပေးပါမယ်ဘသူလာလာတကားမဖွင့်ပါနဲ့ဆိုပြီးခတ်သွားတယ်မာယာကိုရိုင်းကသူ့အဖေကိုမျက်စိမိတ်ပြီးယုံကြည်ဖို့ကလည်းခတ်ဒါကြောင့်တန်ယုံကိုဖုံးဆက်ပြီးအကျိုးကြောင့်ပြောကအကူညီတောင်းတော့တန်ယုံက မနက်9:00နာရီမှရုပ်ဖွဲ့မှာဆိုတော့မာယာခုဟိုတယ်ကနေခိုးထပ်ပြီးထကြလို့ပြင်မှာအချိန်ကုန်လိုက်ပါတယ်မနက်တန်ယုံရှိမှာသွားပြီးတန်းစီတော့မနေ့ကစားတောက်ဆန်တဲ့ကိုဝင်စည်းတဲ့အင်တာဗိုမမနဲ့အဖွဲ့တန်ယုံနဲ့ဝင်ကားတော်ကိုတွေ့လို့မာယာစိတ်ညစ်သွားတယ်ဒီအချိန်မှာသူ့အိတ်ကိုဆွဲလာတဲ့ခါလီရောက်လာပြီးဆမ်ကွန်မုံလို့သိစေချင်တာလားမင်းတို့မိသားစုရေကိုငါမသိချင်ဘူးဒါပေမဲ့သူ့အပေါ်မှာဆမ်မြက်ကျေးဇူးတွေတိတ်များလုံးလို့တကယ်လို့မာယာမလုပ်ပေးနိုင်ဘူးဆိုရင်လေမာယာစာသူ့လို့ပေးပြီးအစီဆမ်ဘာမာထားတယ်လဲဆိုတာကသူ့ကိုပြောပြလို့မေးတယ်မ ရအကျင့်ရိုက်သွားတယ်။ဆမ်ကိုတတိုင်းကဘသူ့ကိုမှမပြောဖို့တားထားတယ်မဟုတ်လား။ဒီတော့သူ့ဖေကိုကဲတင်နိုင်တဲ့တခုဒီတော့နီလန်ကပြန်သိပေးသမားရဲ့လက်ညံချက်ကိုလိုက်နာဖို့ပဲဆိုတာမရသဘောပေါက်သွားပါတယ်။အိမ်ဘက်မှာတွေ့ရတဲ့လိစာတိုင်းတယောက်တည်းသွားကြည့်လိုက်တော့ရှင်းအောင်ပစ္စည်းရောင်းဆိုင်တဆိုင်ဆိုင်ရှင်ကိုဆမ်မွဲရဲ့ပစ္စည်းတွေလာယူတာပါလို့ပြောပြတော့သူကမလုပ်။နောက်တော့မှဆမ်ရောဘင်ဆမ်ဆိုရင်ကိုဆိုတော့ဘာမှဆမ်မေးတော့ပဲအိတ်ကလေးတစ်လုံးကိုပေးလိုက်တယ်။ဖွင့်ကြည့်လိုက်တော့အိန္ဒိယနိုင်ငံဒေလီကဘန်တစ်ခုရဲ့အချက်လက်တွေနဲ့တော့တချောင်းဖြစ်နေတယ်။မရ ာဘာဆက်လို့ရမလဲအိမ်ပြန်ရမလားဒါမှမဟုတ်အိန္ဒိယကိုပဲဆက်သွားရမလားဝေဝဲမေယာသူ့မကတော့အိန္ဒိယကိုမသွားစေချင်ကိစ္စတစ်ခုလုံးမှာတစ်ခုမှားနေပြီလို့သူ့မကထင်းနေတယ်နောက်ဆုံးတော့မာယာဟာဒီဖြစ်ဟာသူ့ရဲ့ဗီဇာတိုင်းလွတ်ဖို့တိုက်တွန်းတဲ့စင်ကာပူတရက်ပဲလို့ယူဆလိုက်တယ်ဒါကိုသူ့ကိုယ်တိုင်ကိုင်းတွဲနိုင်မယ်ဆိုတာသိကြဖို့အိန္ဒိယသွားဖို့စုံချက်လိုက်ပါတော့တယ်ဒီလီကိုရောက်တော့ပေါ့ချောင်းကောင်းခန်းတစ်ခုမှာပစ္စည်းတွေကိုထားပြီးဘန်ကိုတန်းသွားလိုက်တယ်ကော်နှချောင်းနဲ့ဖွင့်ရတဲ့လုံချိုရေးတက်တာကိုဖွင့်လိုက်တဲ့အခါမမျောနိုင်ပဲဟာထရိုက်တလုံးတွေ့ရ လို့အံအားတင်ပွားတယ်။အဲ့ဒီတည်းမှာသူ့ဝက်ချက်လက်တွေကြောင့်သူ့ဖေးပြန်ပွေးဆွဲခံရတာဖြစ်မယ်လို့ကောက်ချက်ချလိုက်တယ်။ သူ့ဖုန်းထဲမှာပြန်ပေးဆွဲခံထားရတဲ့စံပြက်ပုံပို့ထားတဲ့နံပါတ်တစ်ခုရှိတယ်။နှိမ့်လိုက်တော့ပြန်ပေးသမားကမနစ်ပြန် Aspen လမ်းကဈေးကိုသွားလမ်းလျှောက်နေစနေလောက်မှလူတစ်ယောက်ကလာယူလိုက်မယ်။သူ့ကို drive ပေးလိုက်ပြီးအလုပ်ပြီးပြီတဲ့။မာယာလည်း drive ကိုကင်လိုအထိပြန်ယူလာခဲ့မယ်။အဲ့ဒီရောက်တော့မှ drive နဲ့သူ့ဖေကိုပြန်လဲမယ်လို့ပြန်ထုတ်တက်ပြီးမယ်။ Sam ကိုသူ့နေရာရွှေ့လိုက်ကြပြီ။ခိုင်းတဲ့အတိုင်းမလုပ်ရင်တတ်ပြစ်မယ်လို့ထပ်ပြီးချင်းချောက်ကဟုံးချသွားပါတယ်။ မာယာလည်းအဲ့ဒီညမှာချင်းပူနေတာနဲ့ဘန်စတိတ်မန့်ထဲမှာပါတဲ့ရာဂျာစင်းဆိုတဲ့အမည်ကိုအင်တာနက်မှာရှာကြည့်လိုက်တယ်။ရှက်ခွက်တစ်ခုမှာရဲတွေကပြစ်တက်ခဲ့လို့ထိတ်သွားတယ်။အသက်24နှစ်ကျော်ဟက်ကာတယောက်ကြောင့်သတင်းဆောင်ပါတစ်ပုဒ်ကိုတွေ့ရတယ်။ထားပြင်းဆောင်ပါတဲ့မှာဆင်းဟောင်းအိန္ဒိယနိုင်ငံနဲ့ဂျပန်နိုင်ငံတို့ရဲ့လှည့်ဝဲချက်တွေကိုဟက်ကလုပ်စုဆောင်ပြီးဝေရှာနေတဲ့သူသူကအမေရိကန်စစ်ဘက်ဆိုင်ရာချက်လက်တွေကိုလည်းခိုးယူခဲ့လို့အင်တာဘူကလူရှိခဲ့တယ်။ထားပြင်းဆင်းရဲ့နိုင်ငံသားကလုပ်ဖို့ကင်ပဲဖြစ်သူရောဘင်ဆန်ဆိုသူကိုလည်းအိန္ဒိယရဲနဲ့အင်တာဘူတို့ကရှာဖွေနေ ရဆိုတဲ့ချက်ကူပါတန်တော်တွေ့လဲရပါပဲနောက်ပြချင်းတဲ့ဈေးကိုသွားတဲ့အခါအမျိုးသားတယောက်ချိကလာပြီးဆက်ရှောင်းနေဘူးပြောတယ်မာယာကသူ့ဖေးသက်ရှင်လက်မတွေ့ရမချင်းမပေးနိုင်ဘူးလို့ပြန်ကြက်လိုက်တယ်ဟိုလူကဖုန်းကင်လိုက်လို့ပြောတယ်ဆမ်ဘာဗီဒီယိုကောကနေသူ့အစင်ပြင်နေပြီလို့ပြောတယ်မာယာက drug သာသူတို့လက်ထက်ရောက်သွားရင်အဖေကိုတတ်ပြစ်လိုက်ကြမယ်လို့ပြောပြီးမယ်ဆမ်ကတော့ drug ကိုသာချက်ချင်းပေးလိုက်ပါသူတို့က great တီသူ့ဘေးကင်းသွားလိုက်မယ်လို့ခိုင်းပါတယ်ဒီချိန်မှာသူတို့ရှေ့ကဂျယ်ရီရုပ်တရက်ပြေးလာလို့မာယာလည်းဥရဖာရပြေးရ လဲခေါလူကတော့မိသွားတယ်။ငါဖမ်းကြတဲ့ရဲတွေထဲမှာဟိုတနေ့ကအင်တာဗျူးမှတ်မှလဲပါနေတယ်။ မာယာဘေးကင်းတဲ့နေရာကိုရောက်တဲ့အခါပြန်ဘေးကင်းကိုဖုံးခွက်ပြီးရဲတွေလိုက်လာကြောင်းပြောပြတယ်။ခုဘက်ကဟိုးတဲကိုမပြန်နဲ့မူတာကိုတန်းသွောအခုဖုံးတဲ့ဘက်ကိုခြာရွေးပြီးဖုံးကိုလည်းလှုပ်ပြလိုက်လို့အမိန်ပေးပြီးဖုံးကိုချသွားတယ်။သူ့ဘေးဘယ်မှာလဲဆိုတော့တဖွားဝမေးပေမဲ့ခုဘက်ကပြောမသွား။မာယာဘာမှမတက်နိုင်။သူ့လက်ဖြင့်မှာဖုံးနံပါတ်ကိုကူးရိပ်မိပေမဲ့သူ့ညင်တိုင်းဖုံးကိုတော့ပလွင့်ပြရပဲယူလာခဲ့မိတယ်။သူ့နားကိုလူချတဲ့စံကယ်စည်းတန်းတွေ့တာနဲ့ဘူတာယုံကိုလိုက်ပုတ်ပွေးဖို့ခားလိုက်တယ်။စံကယ်နှုတ်ကနေခွာထိုင်လိုက်လာတဲ့မာယာကိုရဲတယောက်ကတွေ့သွားတော့ ူတို့ချင်းစက်ပေါက်လိုက်ကြတာမယားကိုဖြန့်ရှာနေတဲ့ရဲကွန်ရတစ်ခုလုံးစိုင်ကယ်နဲ့ကိုဖယဲမယဲလိုက်ကြပါတော့တယ်မယားလည်းအကောင်ကြီးကြီးရဲ့သားသူ့ရီစာဟောင်းရဲ့စနစ်ပါမိသွားရင်သူ့ကိုတပ်ပစ်ကြလိမ့်မယ်လို့ကယ်ရီသမားကိုပြောလိုက်တယ်ဒီတော့ကယ်ရီသမားလည်းကက်တင်ရှင်ပရိုက်တာကမကြီးဖြစ်ချက်ချင်းပြောင်းသွားပြီး Top Gun တဲ့က Tom Cruise လို့ အဲညီပေါင်းအိန္ဒိယသားဆိုတော့ဒွန်းဆက်ကားတဲ့ကအမိခန်းတို့ရှရခန်းတို့လူလမ်းကျူလမ်းကြားကားကျူကားကြတဲ့ကနေလွတ်အောင်မြန်ပေါင်းပြီးဘူတာရောက်အကျိုးဆောင်ပေးလိုက်ပါတယ်တော်သေးတယ်အရှိမဲသားပလေလို့ဝင်စားတဲ့ဆိုင်ကယ်ကရီသမားနဲ့တိုးလူမောင်ရင်မာရယာတယောက်မာကီယာသွားနိုင်တယ်ဂျေဆုတင်လွန်းလို့မာယာလဲပေါစုတွေများကြီးပြေးပြစ်လိုက်တယ်ဒါတော့မှကယ်ရီမင်းသားကလူတာထက်ပိုများနေတယ်လို့ပြောနေလို့အတင်းချော့ပေးလိုက်ရသေးတယ်မွန်ပိုင်းကိုသွားတဲ့တခြားပုံမှာအမ်လီဆိုတဲ့ UK သူတယောက်နဲ့မန်နေဂျာဆိုင်ထိုင်ပြီးပြီး ထွေရလေးပါပြောပြကြတယ်။မာယာလည်းသူ့ဖေးအိုင်ပထဲကမိသားစုတပ်ပုံကိုထုတ်ကြည့်ရင်ဟိုလင့်ပြမိတဲ့ဖုန်းကိုသတိရလို့စစ်ကြည့်လိုက်တော့အင်တာဘိုမမကသူ့ကိုအချင်းချင်းဆက်ပွဲထားတာတွေ့လိုက်ရပါတယ်။ဖုန်းကိုလက်ခံနားထောင်ပြီးတဲ့နောက်အင်တာဘိုမမကမာယာစီမအမေရိကန်အစိုးရပိုင်ကစီခိုးရပါဖြစ်နေလောက်ဝင်ရှိနေပြီးထားကြောင့်တန်ရုံကိုလာခဲ့ပါ။သူ့လျှွက်ချက်တွေပါနေတယ်။ဥပပေါင်းရင်ဘာမှမှုမပန့်အောင်စီစဉ်ပေးမယ်။မင်းဖေးရှုပ်ထုပ်တွေလုပ်နေတာများပြီးမြောက်ကိုရီးယားကတော့မှသူ့ကိုလူချင်းတယ်ပြီလို့ပြောတယ်။ ဒီတော့မှမာယာကသူ့ဖေပြန်ပေးဆွဲခံထားရတာလို့ပြောပြလိုက်တော့အင်တာဘူမမကဟဲမဟုတ်တာဆမ်ကကန်ယိုကနေကိုပိုင်လေရင်နဲ့ထွက်သွားတာဟဲ့သူအိန္ဒိယမှာဟာထရိုက်ကိုလာယူมาပဲဆိုပြီးမတို့ကဖမ်းဖို့ပြင်ဆင်ထားတာဒါကိုသတင်းရသွားလို့သူကိုယ်တိုင်မလာတော့ပဲမင်းကိုလွတ်လိုက်တာဒါတွေမင်းမသိဘူးလားဆိုတော့မာယာတော်တော်စိတ်ထိခိုက်စွာဖုံးကိုချပြလိုက်တယ်သူသစ္စာဖောက်ခံလိုက်ရပြီပဲသူ့ဖေကသူ့ကိုလှုပ်ရှားဖို့ကြံ့နာပဲပြန်ပေးဆွဲမှုတစ်ခုလုပ်ပြပြီးသူ့ကိုကလပ်ဖန်ထိုးအသုံးချတာပါလားဆိုတော့ရင်းနှ ာနာနဲ့တိသွားပါတယ်အခုမှဖုန်းကိုသူလွှတ်ပြစ်လိုက်တယ်အင်တာဘုံနဲ့ပူပေါင်းဖို့တော့အစဉ်စစ်မချစ်သေးသူ့ကိုခွင်းစင်လုံစားခဲ့တဲ့သူ့ဖေကပြန်တွယ်ခြင်းစိတ်တွေဖြစ်လာတယ်ဆန်ပြဲအိုင်ဘက်ကနောက်ကျင်ဖွင့်ပြီးဝင်နောက်ကြည့်လိုက်တော့တောင်ကိုရီးယားဘန်တစ်ခုမှအကောင့်ဖွင့်ထားတယ်ဆန်ပြဲနံမနဲ့လိပ်စာတစ်ခုကိုတွေ့လိုက်ရတယ်ဆင်းရမဲ့ဘူတာမှာထောက်လဲရေးတွေဝိုင်းနေတာတွေ့တော့မာယာလဲ keyboard UK ရဲ့ passport ကိုခိုးပြီးလစ်ပြေးလာတယ်အဲ့ဒီ UK သူ Emily ရဲ့မျက်နှာပေါက်ကဓာတ်ပုံထဲမှာဆိုရင်သူနဲ့ခက်ဆင်စင်တူတယ် Emily မျက်လာနဲ့နဲ့ချောင်ကြပြီးအသားနဲ့နဲ့ ညိုသွားရင်မာယာပုံမျိုးဖြစ်သွားနိုင်တယ်။ဒါကြောင့်လေလေးစိတ်မှာသူ့ကိုဘာမိတ်မြဲမှမရှိတောင်ကိုရီးယားစိုးကိုသွားဖို့ခက်မြန်မြန်တုံးထုပေးလိုက်ပါတယ်။စိုးကိုရောက်တော့ဖုန်းတစ်လုံးဝယ်ပြီးဘန်စတိတ်မန်မှာပါတဲ့သူ့ဖေးရဲ့နာမည်နဲ့တိုက်ခန်းကိုသွားကြည့်တဲ့အခါမျိုးသမီးတူနဲ့ကလေးတယောက်အဲ့ဒီတိုက်ခန်းကနေထွက်လာတာတွေ့လိုက်လို့နောက်ယုံခံလိုက်သွားတယ်။စားတော့ဆိုင်တဆိုင်မှာအဲ့ဒီကလေးမကဆမ်ကိုတူဖဖေးလို့ခေါ်ပြီးခီးဝဲကပြန်လာတဲ့ဖေကလက်ဆောင်လေးတောင်းနေတဲ့ကြတော့မာယာထဆင့်ကြေကွဲသွားရတယ်။ဆမ်ဟာတောင်ကိုရီးယားမှာမိသားစုရှိတယ်ဆိုတာဘယ် တုန်းကမှသူ့ကိုမထုတ်ဖော်ခဲ့သူ့လိုချင်တာရဖို့အတွက်မာယောကပြန်အသုံးချခဲ့တာပဲတကယ်တော့မာယောကဖခင်မြစ်တာငတ်မွန်နေခဲ့တာဒါကြောင့်လဲသူ့ဖေနောက်ကိုလိုက်ခဲ့တာပါ အခုတော့သူ့ကိုကန်းကုံအောင်အသုံးချအောင်တက်တက်ပြန်လာဆွဲတဲ့ဆိုတာရှင်းရှင်းလင်းလင်းသိသွားရပြီ။မာယာလက်စားချီစဉ်စိတ်တွေကဖားဝါခေါ်လာတယ်။ ချက်ချင်းပဲပြန်ပေးသမဟန်ဆောင်ခဲ့သူစီကိုဖုံးကွက်ပြီးရောဘတ်ဆန်ကိုဖုံးဆက်သွယ်ခိုင်းလိုက်ပါ။ဘဝရဲ့တန်ရုံကိုတန်းသွားမယ်။အင်တာဘိုးကလည်းသူ့ကိုဆက်သွယ်နေပြီလို့ပြောချလိုက်ပါတယ်။မကြပါဘူး။သူ့ဖေဟာစားပွဲကနေအပြေကိုဖုံးတလုံးနဲ့ထွက်လာတယ်။မာယာ၊သမီးလေးအစဉ်ပြေးရလား။စိတ်ပူလိုက်တာပါညာနဲ့ဟန်လုတ်ပြီးနေတယ်။မာယာကတစ်ဖက်ကားလန်ကန်ဒီကြည့်နေတယ်ဆိုတာကိုသူမသိ။ဆမ်ကဖခင်တယောက်သူရုပ်ရှင်ရိုက်နေပါတယ်။တဆက်တည်း heart rate လက်ထဲမှာရှိသေးသလားလို့လဲအရေးကြီးမေးတယ်။မာယာကရှိတယ်။အဖေကိုဘေး ဖို့အခုစိုးကိုတောင်မှရောက်နေပြီလို့ပြောချလိုက်တယ်ဒီတော့မှဆမ်လဲသူသမီးကသူ့ထက် တကော့သာသွားပြီဆိုတာရိမိသွားတယ်သမီးကညံကောင်းမယ်ဆိုတာသိပြီးသားလို့ဖိတ်မိပဲမာယာကတော့သူတုံးအားခဲ့လို့အခုလိုလှူစားခံရတာပါလို့ပြန်ပတ်လိုက်တယ်နောက်ဆုံးတော့ပြန်ပေးဆွမ်းမှုသူ့ဖန်တီးပြီးမာယာကိုအိန္ဒိယလွှတ် hard drive ယူခိုင်းခဲ့တယ်ဆိုတာဘူးပေါ်တယ်လို့ပေါ်သွားလို့ဆမ်လဲဝင်ခံလိုက်ရတယ် အထဲမှာဘာတွေပါသလဲလို့ထမင်းနေချိန်မှာဆမ်ကမိုင်းအောင်မြင်သွားတယ်။ဒါကမရရင်သူတကယ်သိလိမ့်မယ်။ရဲတွေကလည်းသူ့ကိုလိုက်နေပြီဟုဆမ်ကတစ်ဖက်ကားလန်ကလည်းနေရီကန်ထိုးပေမဲ့မာယာဟာစကားမဆုံးခင်မှာပဲသူရှိတဲ့နေရာကလည်းပျောက်ဆုံးသွားပါတယ်။အဲ့ဒီညမှာမာယာဟာသူ့မေကိုကွယ်ခဲ့တဲ့ဗုဒ္ဓဘာသာဖုံးကြီးကြောင့်ကြောင့်ကိုတွားလေခဲ့တယ်။ဘာဆက်လုပ်ရမလဲဆိုတာကိုသေသေးချာချာစဉ်းစားတယ်။အဲ့ဒီညမှာပဲသူ့ဖေကဖုံးထက်ဆက်ပြီး heart rate ကိုပြန်ပေးပါ။တီလောက်အောင်ရေးကြည့်တယ်။ ရပါတယ်ပတ်စံတွေကတော့ဘလောက်ကိုမာယာကိုဖေးဖို့စကြတဲ့ကရွယ်ထားပြီးသားရမယ့်ငွေကလည်းသူတို့ဘဝတွေပြောင်းလဲသွားနိုင်လောက်အောင်ညားတယ်လို့ညှို့တယ်။သမီးတသက်စားမကုန်လောက်ဘူးလို့လည်းစွဲတယ်။မာယာကတော့ကွန်ပျူတာပစ္စည်းဆိုင်တဆိုင်ကိုသွားပြီးသူ့လိုချင်တာတွေကိုဝယ်တယ်။ drug ကိုချိတ်ဆက်ပြီးစစ်ဆေးကြည့်လိုက်တော့ကဘာလုံးဆိုင်ရာအချက်တွေကိုဥတီသွားနိုင်တဲ့ sensitive compartment information HCI တွေကိုတွေ့သွားတယ်။ဒါကြောင့် interview ကသူ့ကိုလိုက်နေတာဘူး။သူ့ဖေကတော့ဘသူတစ်တဲ့မတေမိုင်းပြီးရောဆိုတဲ့ဇယန်ညွန်း မာယာဆုံးဖြတ်ချက်တစ်ခုကိုတသိချာချာချလိုက်တယ်။စွန်မြုပ်မြေပေါ်ကိုကြည့်ပြီးသူ့ဖေကိုဖုံးဆက်ဟန်ကန်တကားကိုတနအိတွင်လာခဲ့ပါလို့ချိန်လိုက်ပါတယ်။တွေ့တွေ့ချင်းဆမ်ကသူ့သမီးကိုတောင်းပန်တယ်။ဒီထိရောက်လာလို့လဲတက်ဂျေဇုတင်တယ်လို့ပြောတယ်။အဖေကိုခွင့်မလုပ်ပါနဲ့။အ ਨੇ ဆုံးတော့ရလာမဲ့အကျိုးမြတ်တဝက်ကူတော့လက်ခံပါတယ်။အခုလောရကမာယာတို့ဘုရားကောင်းဖို့အတွက်တဲ့ကျန်တာသူ့ဘာမှကင်းမဆိုင်သူရှောက်နေကြလမ်းကိုပဲပြီးဆုံးအောင်ဆက်ရှောက်အောင်ပဲဆိုပြီး draft ကိုတောင်းပါတယ်။ ကြည်တော့ဘာယာကထွက်ကူတရားအပြင်ဘက်ပြစ်ချဖို့ကြံရင်းက ဝေးကြောင့်အဖေနောက်ကိုလိုက်ခဲ့တာမဟုတ်ဘူးအဖေကိုလူချင်းကဲလို့လိုက်ခဲ့တာအဖေကလည်းသမီးကိုတမင်ရှာတယ်လို့ထင်ခဲ့တာဒါပေမဲ့ဒီ drive အတွက်အမေနိုင်ရေးကိုလာခဲ့တာပဲထပ်လိန်နိုင်ရင်လိန်ုံးလေးဆိုတော့ Sam က Sam ကဘာမှမတက်နိုင်ဟုတ်တယ်လို့ဝန်ခံရတယ်ဒါပေမဲ့ရန်ထူဂျုံနဲ့သမီးရဲ့အကူအညီကိုလူချင်းကဲတာလည်းပပါတယ်ဒီ drive ရောက်လာခဲ့တယ်ဆိုပေမဲ့ကမိကိုတွေ့တော့ဒီ drive ကြောင့်ကိုမေ့လာအောင်သမီးကိုချစ်ပါတယ်မာယာတဲ့လှုပ်ပုံလှုပ်ပုံကဒီတော့မာယာကခေါင်းရှုပ်သွားတဲ့ပုံနဲ့သမီးကိုဘာပဲဖြစ်ဖြစ်ချစ်မယ်ပေါ်ဟုတ် လာလို့မေးလိုက်တယ်။ဆမ်ကဒါပေါ်တယ်။ဒီတော့မာယာဟာထရက်ကို ရေထဲကိုလွှတ်ချလိုက်ပါတော့တယ်။ဆမ်ဘာမာယာကိုရိရက်ဆက်ဆက်ပါရိုက်ချလိုက်တယ်။ပန်ဝတ်တုံးမှာမာယာကလည်းရဲနေရကန်းဒီအဖေရဲ့ထူးကြတဲ့ကလေးဘောလိုပြန်ရှိလိုက်တယ်။ကိုရီးယားတယောက်ကြောင့်ဝင်လာပြီးလာဆွဲတော့ဆမ်နဲ့သူ့သမီးကိုတေကန်းဖြတ်ကြောခိုင်လှက်ထွက်သွားပါတော့တယ်။ နောက်တော့မာယာစိုးလေစိတ်ကိုသွားပြီးအိမ်ပြန်ဖို့ပြင်ဆင်ချိန်မှာသူ့မကိုဖုန်းခေါ်ပြီးအားလုံးနားလည်မှုလွဲခဲ့တာအိမ်ပြန်လာတော့မယ်လို့ plan ပြောလိုက်ပါတယ်ထင်းတဲ့အတိုင်းပါပဲနီးရောရောက်တော့လေးစိတ်မာတယ်မယ်ရဲကသူ့ကိုအထုကန်းတစ်ခုတည်းခေါ်သွားတယ်အင်တာဗျူးတည်းအလူများသွားလို့ထင်ပါရဲ့တော်တော်ကြာမှအင်တာဗျူးမမနဲ့ဗီဒီယိုကောရတယ်တန်ကိုရီးယားမှာ drug ကိုမင်းညစ်ချက်ကိုပြစ်ချခဲ့တယ်လို့ပြောကြတယ်ခုတ်သလားဆိုတော့ဟုတ်တယ် ဒါပေမဲ့မင်းလောက်ရကရာဇဝမှုမြောက်တဲ့အဲ့ဒီ drug ထဲမှာစစ်ပတ်ဆိုင်ရအချက်လက်တွေဖြစ်ဒေါ်လာတန်းချီတန်နဲ့ digital ငွေကြေးတွေလည်းပါတယ် password ကို drug ပေါ်မှာရေးထားတာမင်းနဲ့မင်းဖေးလို့ယူမိုက်တဲ့သူပဲလို့ interpol မမကဖောင်းထုတ်ပါတော့တယ်ဘာပဲဖြစ်ပြောဒီအမှုတွေမာယာတရားစွန့်မခံလိုက်ရပါဘူးသူလဲသူ့ဘေးရဲ့လှုပ်ွက်တဲ့ကပါကောင်ပဲမဟုတ်လားမာယာအိမ်ပြောင်းအောင်လို့ရပိုင်းတွင်မှာကောင်ကိုရီးယားကနေသူ့နာမည်နဲ့အထုတ်ကလစ်ထုတ်ရောက်လာလို့အမကယူလာပေးတယ်သူ့အမကအဖေပိုးလိုက်တာလားဆိုတော့မာယာ ာကမဟုတ်ပါဘူး။ तू သွားယူတယ်သူပြစီပါတဲ့။ဘာလဲရတနာလေးလားဆိုတော့အမနားလေမှမဟုတ်ဘူးတဲ့။သူ့အမကမနေတိုင်းအထုပ်ကိုလစ်မှဖောက်ကြည့်လိုက်တော့ hard track တလုံးဖြစ်နေတယ်။အပြင်မှာ password ကိုလည်းရေးထားတယ်။အမကဒါကဘာကြီးလဲလို့မေးတဲ့အခါဘာယာဟာအခု is like guy ရဲ့အင်ကြီး inheritance ကိုပုံပြီး तू ရလိုက်တဲ့အမွေးလို့ဖြေလိုက်ပါတဲ့။ချစ်ချောင်းကုံစင်ကတော့မာယာဟာသူ့ဖေရဲ့ track ကိုဖွင့်ကြည့်တော့ကစစ်ပတ်ဆိုင်ရာချက်လက်တွေပြည့် digital ငွေကြေးတွေကိုပါတွေ့ခဲ့ပြည့် ဒါကြောင့်လဲအဖေကျက်သမီးတလာကြီးကဝေကြီးတဲ့ကြီးပဲတတ်တတ်ကူခိုင်ဖက်တဲ့လုံးနဲ့ခူးပြောင်းထက်ပြီးသူ့ကိုယ်သူ ပါဆယ်ပြန်ပို့လိုက်တာပဲဖြစ်ပါတော့တယ်ကြည့်ရှုနားဆင်ပြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်